ရှင်ဖရာတည်င်းကျုပ်စွမ်းတော်ကတ်တာညနေပိုင်းကတ်ကောင်းလားဖရာတဲ့ဟုတ်တယ်တချို့နေရာတွေမှာလေတည်င်းကျုပ်ကာလစွမ်းတော်ကြီး ကတ်တဲ့အခါမှာတည်သီးဝလံတွေကိုဖရာရှိမှညနေပိုင်းကတ်ထားတာကိုဥစဉ်တွေ့ဘူးပါတယ်တကယ်တော့လုံးဝမကတ်တင်ပါဘူးဘာကြောင့်မကတ်တင်တာလဲဆိုရင်တိတိဝလံတွေဆိုတာက ယာဝကာလီက ခဲပွဲထဲမှာပါတာကြောင့်ဖះရှင်ဟာညနေသာမဖုံးပေးတဲ့အတွက်မကတ်ကောင်းခြင်းဖြစ်ပါတယ်။ကဲ့ရင်လဲကုသိုလ်မရပါဘူး။ဒါကြောင့်ညနေပိုင်းမှာမကတ်ဖဲနဲ့မနက်မိုးတောက်အာယုံတက်မှကတ်ပါလို့ပြောခြင်းပါတယ်။တပည့်တော်မေးလျှောက်တာနှစ်ကြိမ်ရှိပါပြီ။ဖြေးချပေးတော်မူပါဖះ။အိမ်ဖះမှာတီတီစွမ်းကိုညနေကတ်ကောင်းလားဖះ။ ဘယ်အချိန်ကတ်တင်ပြီးဘယ်အချိန်စွန့်တင်ပါသလဲဖရာတဲ့ညနေပိုင်းမှာဖရာရှင်ကိုတည်တည်ဝလံတွေမကတ်ကောင်းပါဘူးเนาะဘာကြောင့်ညနေပိုင်းမှာဖရာရှင်ကိုတည်တည်ဝလံတွေမကတ်ကောင်းရတာလဲဆိုရင်တည်တည်ဝလံတွေဟာယာဝကာလီကခဲဝဲထဲမှာပါဝင်နေတာကြောင့်၁၂နာရီကျော်လို့မွန်လွဲသွားပြီဆိုရင်တည်တည်ဝလံတွေဟာ ဖះရှင်နဲ့မအပ်ဆက်တော့ပါဘူးဘယ်အချိန်မှကက်တင်ပြီးဘယ်အချိန်မှဆွန့်ရမလဲဆိုရင် အာယုံတက်တဲ့အချိန်ကနေစပြီး12နှစ်ကြီးထိုးတဲ့အထိကတ်ထားလို့ရပါတယ်12နှစ်ကြီးကြော်ပြီးဆိုရင်တော့မုန်းလဲသွားပြီးဖြစ်တဲ့အတွက်ဆွန့်ရမှာဖြစ်ပါတယ်ကက်တဲ့အခါမှာလည်းပဲတည်တည်ဝလံတွေကိုဒီတိုင်းမကက်ဖဲနဲ့တည်တည်ချာချာခွဲချမ်းစိတ်ဖြာပြီးမှကက်ပါလို့ပြောကြင်ပါတယ် ုံဖုံဖေရစိတ်ထဲကမပါပဲစနောက်ပြီးပြောတာတွေကရောဝစီကံထိုက်ပါသလားဖေရမိမ့်ပြီးတော်မူပါအောင်ဖေရတဲ့မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကတရားဟောကောင်းပြီးဗဟုသုတများလုံးလို့မြတ်စွာဘုရားကိုတော်တိုင်ကတော်မှဗဟုသုတဣတတဲ့ချီးမြှင့်ရတဲ့ခုံစုတ်တရာဆိုတဲ့အမျိုးသမီးတဦးရှိပါတယ်အဲ့ဒီခုံစုတ်တရာဆိုတဲ့အမျိုးသမီးဟာခါကုန်းပြီးရုပ်ဆိုးတယ်လို့ဆိုပါတယ် ။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာတုန်းကခါကုန်းနေတဲ့ရှင်ပိစေကဗုဒ္ဓါကိုမြင်တဲ့အခါမှာခုသုတ္တရာလောင်းလျာဟာတငယ်ချင်းမတွေရဲ့ရှေ့မှာငါတို့အိမ်ရှိကိုစွန့်ခံကြွားတဲ့ဟောရီကိုတော်ကဒီလိုဒီလိုပုံစံလေးဆိုပြီးဝစီကံနဲ့လဲစနောက်ခဲ့တယ်လို့ကာယကံမြောက်လဲစနောက်ခဲ့ပါတယ်။အဲ့ဒီလိုစနောက်ခဲ့တဲ့အကုသိုလ်ကံကြောင့်အခုဥစဉ်တို့မြတ်စွာဘုရားလက်ထက်မှာခါကုန်းပြီးရုပ်ဆိုးတဲ့အမျိုးသမီးဖြစ်လာရပါတယ်။ ဆရာကြီးရွှေဦးတောင်းရဲ့ဘဝတသက်တာစာအုပ်မှာလည်းပဲသူစကားထည့်ရတဲ့အကြောင်းရင်းဟာကလေးဘဝတုန်းကစကားထည့်တဲ့အတန်းဖော်တငယ်ချင်းကိုစားနောက်ရာကနေဖြစ်လာတာလို့ရေးသားထားပါတယ်။ကိုကတာမန်စားလိုက်နောက်လိုက်တာမှန်တော်လေးပဲကိုစားလိုက်နောက်လိုက်တဲ့စကားကတဖက်လူရဲ့အာနယ်ချက်ကိုထိခိုက်စေတယ်ဆိုရင်ဝစီကံထိုက်စေပါတယ်။ဒါကြောင့်စားတော့နောက်တော့မယ်ဆိုရင်တတိထပြီးစားနောက်ပါလို့ပြောကြင်ပါတယ်နော်။ ဘေဒင်ဟောရင် အပြစ်ကြီးပါလားဖေဟာတဲ့ဘေဒင်ဟောခြင်းဘေဒင်မေးခြင်းဟာပိသာနန္တရိယကံ၅ပါးနဲ့နိယတမိစ္ဆာဒိဋ္ဌိလိုအပြစ်မကြီးပင်မဲ့ကံကံဤအကျိုးအပေါ်ကိုယုံကြည်မှုတရားတရားပြည့်ပြားစေတဲ့အတွက်အပြစ်ရှိပါတယ်။ဒါအပြင်တိလက္ခန္ဓာဝတ်တေဝိဇ္ဇာတို့မှာဖះရှင်က ေဒင်းသည်အစာရေစာမရှိသောတောနှက်ကြီးဟူ၍၎င်းလူတို့ဤပျက်စီးရာပျက်စီးကြောင်းဟူ၍၎င်းဆိုအပ်ကုန်ဤဟုဟောကြားထားပါသည်ကံကံဤအကျိုးအပေါ်ကိုလည်းယုံကြည်မှုတရားတရားပြက်ပြားစေသလိုဖျားရှင်လည်းအလိုမရှိတဲ့အတွက်ဘေဒင်းဟောခြင်းဘေဒင်းမေးခြင်းဟာ ကြီးလေးတဲ့အပြစ်မဖြစ်တော်လည်းပဲအပြစ်ရှိတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ် အရှင်ဖရာဒေဒင်းဆရာတို့စီမှာ ခလေးနံမီတောင်းတာကောင်းပါသလားဖရာနံမီပေးတာမှားရင်မကောင်းဘူးဆိုလို့ပါဖရာအဲ့ဒါကြောင့်မေးကြည့်မလို့ပါဖရာတဲ့ဒေဒင်းဆရာတွေကတော့သူတို့စားပေါက်ပိတ်အောင်လုပ်တယ်ဆိုပြီးဦးစင်းကိုအပြစ်ပြောတော့မှာပဲเนาะတည်တည်ချာချာစဉ်းစားကြည့်ပါနံမီဆိုတာကခေါ်ဖို့ထားတဲ့ဤညက်ပါ အဲ့ဒီခေါ်ဖို့ထားတဲ့ပြည်ညက်ကမိတိကောင်းကျိုးဆိုးကျိုးမှမပေးနိုင်ပါဘူးကောင်းကျိုးဆိုးကျိုးပေးနိုင်တာကမိမိနေ့စဉ်နေ့စဉ်လုပ်နေတဲ့မိမိရဲ့ကောင်းမှုမကောင်းမှုတွေကပဲကောင်းကျိုးဆိုးကျိုးပေးနိုင်တာဖြစ်ပါတယ်မိမိနေ့စဉ်နေ့စဉ်လုပ်နေတဲ့ကောင်းမှုမကောင်းမှုတွေက ကောင်းကျိုးဆိုးကျိုးပေးနိုင်တာကိုလက်မခံဘဲနာမည်ကြောင့်မကောင်းကျိုးဖြစ်ရတယ် ကောင်းကျိုးဖြစ်ရတယ်လို့ယူဆမယ်ဆိုရင်အဲ့ဒါဟာလွဲမှားတဲ့မိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီလိုအယူအဆမျိုးတွေကိုလက်မခံပါနဲ့လို့ပြောခြင်းပါတယ်။အရှင်ဖေယဖြေချပေးတော်မူပါ။အိမ်ဖြစ်ပေါ်လာပုံကိုမိန်ချပေးပါဖေယတဲ့။တိမ်ဆိုတာကတိမာဆိုတဲ့ပါဠိကနာတာပါ။တိမာဆိုတာ နေနမိတ်သတ်မှတ်ထားသော အရက်လိုအဓိပ္ပာယ်ရပါတယ်။တန်ဃာတော်များကံကြီးကံငယ်ဆောင်ဖို့အတွက်တိချာနေနမိတ်သတ်မှတ်ထားသောအရက်ကိုပဲတီမာတိန်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။တိန်ဖြစ်ပေါ်လာရတာကတော့မြတ်စွာဘုရားသည်အတူနေတန်ဃာတော်များဥပုဂ္ဂံစသည်တို့ကို အတူပြုခြင်းကြောင့်ညီညွတ်မှုကိုရရှိလိမ့်မယ်လို့မြင်သည့်အတွက်တိန်ကိုခွင့်ပြုခဲ့တာဖြစ်ကြောင်း ဝိနည်းမဟာဝါခန္ဓာက၌ပြဆိုထားပါတယ်။ဒါဟာတိမ်ဖြစ်ပေါ်လာပုံပဲဖြစ်ပါတယ်။အရှင်ဖေယကိုစောင်းနဲ့ဆိုတာတကယ်ရှိပါသလားဖေယတဲ့။ကိုစောင်းနဲ့ဆိုတာတကယ်ရှိပါတယ်။ကိုစောင်းနဲ့တကယ်ရှိကြောင်းကိုပြောပြရမယ်ဆိုရင် မကောင်းမှုပြုသောသူဟာမိမိပြုထားတဲ့မကောင်းမှုကိုမိမိကိုယ်တိုင် ရှေ့ဦးစွာသိပါတယ်။ထို့နောက်ကိုစောင်းနဲ့သိပါတယ်။ ထို့နောက်စိတ်ကိုဖောက်ထွင်းပြီးမြင်နိုင်တဲ့တကူရှင်များသိတယ်လို့ပါရာဇိကံအထကထာ သူဒိန္ဒဂန္ဓအဖွင့်ရဲ့စကားရက်ကိုထောက်ဆသောအဖြစ်ကိုသောနဲ့တကယ်ရှိကြောင်းကိုသိမြင်နိုင်ပါတယ်ဒီထက်ခိုင်လုံအောင်ပြောပြရမယ်ဆိုရင်မဟာနုနာလဇတ်တော်မှာဘာရာဏသီမင်းကကောသလမင်းကိုတတ်ပြီးတိုင်းပြည်နဲ့တကွကောသလမင်းရဲ့မိဖုရားကြီးကိုတင်ပိုက်ခဲ့ပါတယ် အဲ့ဒီမိဖုရားကြီးမှာသွားလေသူကောသလမင်းနဲ့ရထားတဲ့ကိုဝံကြံရစ်ခဲ့ပါတယ်အဲ့ဒီကိုဝံကမွေးတဲ့မင်းသားလေးနဲ့ဘာရဏတိမင်းရဲ့အခြားမိဖုရားကမွေးသောကုရုံကဒေဝီမင်းသမီးလေးတို့ချစ်ကြိုက်ကြပါတယ်အဲ့ဒီအကြောင်းအရာကိုဘာရဏတိမင်းသိတော်မူတဲ့အခါမှာမင်းသားလေးကိုတေချောင်းကြံပါတယ်အဲ့ဒီလိုတေချောင်းကြံတဲ့အခါမှာမင်းသားလေးကိုတေဘေးကလွတ်အောင်ကယ်တင်ပေးခဲ့တဲ့သူဟာမင်းသားလေးရဲ့ကိုးစားနဲ့ဖြစ်ပါတယ် ဒါကြောင့်ကိုစောင်းနဲ့ဆိုတာတကယ်ရှိတယ်လို့မှတ်သားထားရပါမယ်။